။မင်းလာပါဗျာအလုံးကျမပါစေချမ်းသာပါစေနော်။ပိုင်ရဲကိုမြင်နာမြဲပိုင်ကိုတရားလို့အလုံးပြောဆွေးပါစေ။ကျောင်းကိုပိုင်ကြီးစုငုံကောင်းတောင်းပါဗျာ။ပိုင်ဒီနဲ့လုံးဝစိတ်မကောင်းတဲ့စကားကိုပြောရမှာတတော်ကိုရင်ထဲမကောင်းဘူးဗျာ။ကလေးလေးတွေဘုံကိုချင်းထဲမှာနေနေရတဲ့ဟာကိုဟာပိုင်မြင်လိုက်တဲ့အချိန်မှာရင်ထဲလည်းမကောင်းဘူးနှလုံးသားလည်းမကောင်းဘူးအတွေးတော်အလုံးအလုံးပြာပြာခတ်သွားလား။ဟာအလိုကြီးလားကလေးတွေအလိုကျွဲထဲမှာပုံနေရတာလားဟာဒီကလေးတွေနောင်ရည်တွေ ဟာဒီကလေးရဲ့ခေါင်းထဲမှာဘလို့တွေဝင်သွားမလဲဟာကျွန်တော်အဲ့မှာစိတ်သေးတွေမကောင်းလိုက်တာစိတ်သေးတွေမကောင်းလိုက်တာအဲ့လိုပဲတချို့ကကျွန်တော်တို့စိတ်ထဲမှာကောင်းတဲ့သူတွေအများကြီးပေါ်လာမယ်ဆိုတာကျွန်တော်သိတယ်ကျွန်တော်သိတယ်အဲ့တော့ကျွန်တော်ကအဲအလီပိုင်းပြမယ်တက်တဲ့ပြမယ်နော်အဲ့ဒါကိုကြည့်အာနိုင်ငံတကာလည်းဒီကလေးတွေဘုံကိုချင်းတိုင်းမှာရှိနေပြောကလေးတွေဒါဘုံကျဲတာတို့ဘာတို့ညာတို့တွေရှိကြတဲ့ခါကျတော့နိုင်ငံတကာလည်းစိတ်တွေပဲကောင်းမလဲ အဲပိုင်းလို့ဆိုပိုးချိုးတာပေါ့ကိုယ်နိုင်ငံထဲမှာနေနေတာစိတ်တွေပဲကောင်းလဲနှလုံးသားတွေကပိုင်းတော့နုတယ်ဗျအဲနုတော့ခါကြောင်မြင်နေဟာရေထဲနေမကောင်းဖြစ်တာအာကလေးပဲပါညာဆိုဒါကြောင့်ဆင်မီးတွေဆင်မီးတွေငိမ့်မို့ငိမ့်မို့ငိမ့်မို့ပဲဒါမျိုးတိုင်တော့နေဟာအခုလက်တွေ့ကိုမြင်လိုက်တဲ့ခါမှာတတော်စိတ်ထဲမှာကောင်းသွားလားအဲ့ဒါဘာလဲဆိုကျွန်တော်တို့အထူးထူကြည့်လိုက်ကြမှာဟုတ်လားအာကလေးတွေဘုဂိုလ်ကျင်းတော့အများကြီးပဲ

ကတလေဘာဟာကတလေရေလိနော်ရေကတမီလိတော့ဘွားပြလဲပါတော့ကလေးတွေအဝိုင်းတော့ရည်သေးကြဆော့သေးကြဟာအဲ့ဒီရောကတွဲကြီးကငစီရေမင်းတို့လိန်နေလုံးကြတယ်ဆိုတာအဲ့ဒါခေါင်းကအဲ့ဒါကိုရည်ကျင်တာကွာ ဒီတော့တော့တော့သူစတင်ချတဲ့ပုံစံလေးကမိုက်တယ်နော်စတင်ချကလေးတွေကသူကလေးအဖိုးကြီးအဖွားကြီးအဲတက်ကြီးရွယ်ဟိုသူကစီနီယာလိုက်စတင်ချပလိုက်တာအဲဒီစတင်မှာသူကရိုက်ခွင်းရိုက်ခွက်လေးတွေရဲ့ location နေရာသာသူကမှန်မှန်ကန်ကန်လုံပြ ပိုင်းတော့အမှုပြန်လာမှာဆိုတော့ဒါဘာလဲဘာလဲညာလဲဆိုတာအဲ့ဒါကိုပြောတာငါတို့ကအွန်လိုင်းတကယ်လားတကယ်လားဆိုရှိတယ်မဟုတ်နိုင်ငံတကာလူတွေကလည်းမြန်မာနိုင်ငံထိုးပြီးတော့မြန်မာနိုင်ငံကိုဘယ်လိုပိတ်ဆို့အောင်လဲစီဝိုင်းဘယ်လိုပိတ်ဆို့အောင်လဲတောင်တော်ရုပ်ဘယ်လိုပိတ်ဆို့အောင်ပါတော့မယ်ဒါကြီးတွေပြအာငံမှာတို့တာခစ်တစ်ကရိုက်ခွေးရိုက်ခွက်လုံးတယ်ငါစီခစ်တစ်ကိုပြဖတ်ဖတ်ပြရနဲ့စားလိုက်ဖတ်ဖတ်ပြရတယ်အဲ့ဒီကောင်က ။ဒါပေမဲ့သူ့လူရလဲကျွန်တော်ရည်ကြည်တယ်ဗျ။ဘာလို့ရည်ကြည်လဲဆိုတော့သဘောတူတယောက်ကနောက်ကိုလိုက်ပြီးသဘောတူဖျားရှိခိုးဖျားစင်မှာတည်ရှိခိုးနေတယ်ခေါ်တယ်။တခါလေကျွန်တော်ရည်ကြည်တာအဲ့ဒါလေးပါတယ်ပြီးသွားလို့ဆိုအာကိုစီကအာကျွန်တော်ပြောတယ်ကိုစီကဆိုတော့ဩကျွန်တော်စေးစားတယ်ဒီကောင်ကြီးက အဲ့ဒီဟောတဲ့ပုံစံကိုစီကိုဖျားတဲ့သူကိုကိုအနေနဲ့တင်တယ်လို့ပြောလိုက်လို့ကျကိုစီကအဘာပဲလားညာပဲလားဆိုကိုစီတပိုင်းရောက်ကြည့်ရတော့လဲဟာတာကဲအတွက်ကြို့တော့အတွက်ကြို့အရတော့အတော်လေးလုပ်ရဆိုတဲ့သူတွေကျတော့လိုက်ပြန်ကြည့်ပါကိုကရောက်တဲ့ကောင်မဟိုမှာဘူကြီးတယ်ဘူဘူးတယ်ဘာလဲတိုက်ရဲမှုတယ်ကိုကရောက်တဲ့ကောင်ပယံလုံးတဲ့ကောင်လည်းတိုက်ရဲမှုတယ်ဟာဟာ အားပြောလို့ရတက်တဲ့ဒီဘောကဟာသာတွေပဲဆွတ်လုံးတယ်တကယ်ကျွန်တော်ပြောတာဟုတ်လားတကယ်တိုက်တဲ့ဟာကျတော့တက်ကိုတော်တယ်တက်ကလည်းဒီမှာ drone ပြင်းပြင်းပြန်ဆိုရုရှားတို့တရုတ်တို့မှာတကယ်စတဲ့ကြနှစ်ပေါင်းပြားစွာနဲ့စစ်ကြဒေးကြည့်မျိုးတင်လာတယ် drone ပြင်းပြင်းလေးဒါသူနီးပြင်းတာသူနီးပြင်းတာနဲ့တင်လာတယ်အဲဒါလေကြောင်းမှညာဒါထားလိုက်မှတော့အများကြီးကျွန်တော်ပြောနေလို့ရှိရင်အဲကျွန်တော်မကောင်းဘူးဖြစ်မှာဆိုအနည်းသက်ဆိုအခုဖြစ်ပေါ်လာတဲ့ပြဿနာလေးကိုပဲကျွန်တော်ပြောဟုတ်လားအဲ့တော့တောက်တော့ရှင်းနေဆိုလဲ တကယ်တင်နန်းနဲ့တက်ပြီးတော့တေချာကြည့်ပြီးတော့မှ အာဒီနေရာမှာကိုကင်းဘူးတေချာထောက်တယ်ကေရတဲ့ကြထားပဲတကယ်လားခလေးတငယ်တွေရှိလားចောင်းသားចောင်းသူရှိလားបាရှိလားညာရှိလားဆိုတော့အလုံးလိုအကုန်လုံးကြည့်ပြောမှာလုံးဝငြိမ်ကြီးဆိုတော့မှတက်မလို့ជួយလိုက်တယ် ဒါကတကုတ်စီအကြမ်းဖက်တော့ဗျာဟာသူအဖေကအကြမ်းဖက်ဆိုတော့သူခလေးတွေပါလဲပါလာမှာပေါ့ဒါလေးတွေကတော့ပါကောင်းပါသွားလိုက်ပါမယ်ဒီခလေးတော်တော်စိတ်မကောင်းပါဘူးဒါပေမဲ့ကြားညက်တာပေါ့ဘသူမယူမယူမိဘမကောင်းတာသမီးကောင်းလားတာသမီးမကောင်းမိဘကောင်းလားအခုကမိဘမကောင်းတော့တာသမီးကောင်းလေတော်တော်ကြတာအပေါ်နဲ့အုံတိုင်းအုံတိုင်းကွမ်းနေဖြစ်ကုန်နာဟုတ်လားအဲ့တော့ကျွန်တော်ပြောတာကခင်ဗျာရိုးရိုးလေးပြောနေတာရိုးလေးပြောနေလိမ့်စင်လေးပဲကျွန်တော်အဲ့ဒါကြောင့်အဲ့တော့ကျွန်တော်ဘုန်းကလည်းမဟုတ်ဘူး ထမင်းနှမ်းချုပ်မှုအမှန်တရားဘက်တော်ကဒီလိုမှလေးဒီလိုကတွေ့ရှင်းပြတယ်ဒါလေးအားလုံးသိရှိတိုင်းပြည်အေဂျင့်ဟုတ်တယ်ပြောတာအဲ့တော့ကိုပါကြီးကဘာလဲဆိုတာသိတယ်မလားသိဖို့လိုတယ်ကိုပါကြီးကအမှန်တရားဘက်တော်သားမှန်ကန်တဲ့ဘက်ကိုလိုက်မှာဒါဘောဘောတယ်နော်ကိုပါကြီးကအမှန်တရားဘက်တော်သားသိတတ်မယ်မင်းတို့လိန်နာတွေကိုတွေ့ဖို့ထုတ်ပေးမယ်ဒါပဲ ဘာလို့ဘလိန်တော့မလဲကွာတိုင်းကြီးကိုဘာဖြစ်လို့ဖြတ်စီးတော့မလဲမင်းတို့ကအဲ့လိုမဟုတ်တာလေးပြတဲ့ခါကြတော့ငါတို့ကဘလို့ထိခိုက်တယ်ဆိုရင်ငါတို့ကငါတို့ထိခိုက်လို့ထထပြောရတာနော်ငါတို့ကဘယ်ဟာထိခိုက်လဲလို့မလဲအဲ့တော့ဟာမြန်မာနိုင်ငံမှာဒီတက်နိုလော်ဂျီက ခလေးတွေအားစားဟာဘုံကျဲပြီးတော့ပြည်သူတွေဘုံကျဲတွေဗားကျဲကြတော့မင်းတို့အဲ့မှာကောင်းကောင်းအော်အဲ့တော့နိုင်ငံသားဆန်းရှင်းနေထုတ်ဒီနာမှာစီးပွားရေးလုံးလုံးမရအောင်လို့စီးပွားရေးလုံးလုံးမရတော့ဒီထဲမှာရှိတဲ့မြန်မာနိုင်ငံသူနိုင်ငံသားညီငယ်ညီမငယ်တွေခလေးတွေအကုန်လုံးထွက်ရတဲ့နေရာတွေပေါ့ရတဲ့ကြောင်တွေသွားရသလိုပြေးအလုံးလုံးစီးပွားကြတော့အော်နိုင်ငံတကာရောက်တော့ချမ်းသာလာဆိုနိုင်ငံတကာရောက်တော့လည်းမင်းတို့ဒီမှာကြည့်လိုက်အောင်နော်မင်းတို့သိအောင်ငါပြောပြတာအဲ့တော့အဲ့ဒါကြောင့်ဒီကလေးတွေတော့ကိုပိုင်ကြီးကရင်ထဲမကောင်းလို့ပြောတာမင်းတို့ရက်တန်းရက်ပါတော့ နားပါတော့မင်းတို့ကိုတော့တောင်းတော့မတောင်းမှန်ရင်ဘာမင်းတို့တောင်းမှန်ငါအမားလို့လို့တောင်းမှန်တယ်ဗျမင်းတို့ရက်ပါတော့တော်ပါတော့လို့ပဲပြောချင်နေဘာဖြစ်တော့လူစိတ်တွေကိုထားပါလူအသည့်ကိုမွေးတော့ပါ နော်မင်းတို့နိုင်ငံရေးသမားတွေကသူတို့ရရှိတာပြီးသားကျန်တဲ့သူတွေကအဟုတ်မှန်နေကြတာအခုဒီမှာကြီးမြန်မာနိုင်ငံသားလေးတွေမြန်မာနိုင်ငံမလေးရှားမှဖြစ်တာမလေးရှားဆိုငါတော်တော်ကြွန့်နေတာအဟမလေးရှားမှကြီး တူကြီးတော့အဲ့ဆီဘင်းဆောင်ရတယ်ဆီဘင်းလေးကဒုက္ခတွေရောက်နေလို့နိုင်ငံရောင်းဖို့သွားပြီးတော့မှအဲ့ဒါအလုံးရဖို့အတွက်ပတ်သက်ရဖို့အတွက်သွားပြီးအလုံးလုံးတယ်ဒါပေမဲ့အဲ့ကလေးတွေကတော့ဘာဖြစ်လဲနိုင်ငံဖြတ်စည်းဖို့မင်းတို့တွေကရှောက်ပြီးတော့ဒီလိုကျတော့စစ်ကောင်မရှိဘူးငါတို့တိုက်ရမယ်ပတ်သက်တဲ့ဆိုတော့ဒီမှလည်းသူတို့ကအဲ့လိုဒုက္ခပွားပေါင်းလို့လည်းခွေးတလေးဆိုင်လိုပုံစံမျိုးနဲ့ဒီဘက်ထောက်တောင်သွားနေကြတယ်အဲ့လိုတွေမဖြစ်အောင်နိုင်ငံတော်ကအစိုးရနဲ့ မိုယူလက်မှတ်ထိုးပြီးတော့မှကြာကြာနာနာဆက်ပြီးကြပညာလေးတွေပို့ပြီးတော့တွတ်တော့မကောင်းဘူးလားမင်းတို့အဲ့ဒါနိုင်ငံလူနိုင်ငံသားတွေကိုမင်းတို့ချစ်ရမှာကိုပိုင်ပြောတာကိုပိုင်ကအဲ့ဒါကြောင့်ပြောတာမင်းတို့အမှန်အမှန်တရားဘတ်တော်သားဆိုတာအဲ့ဒါကြောင့်အဲ့ဒီအမိကိုလည်းပြည်သူကပေးတာကိုပိုင်ကမှန်မှန်ကန်ကန်ရက်တီလုံးအားကြီးလို့ဟာကိုပိုင်ကချစ်ဖို့ကောင်းတယ်ကိုပိုင်ကဘောမလည်းမဟုတ်ဘူးထမင်းယူလည်းမဟုတ်ဘူးငါတို့ကသူကအမှန်တရားပဲဆိုတော့သူတို့ပေးတဲ့နာမည်သူတို့သူတို့ပေးတဲ့ဘွယ်ကိုပိုင်ကရတာလားအမေတမန်ကရရတာမို့နော် ကိုပိုင်ရတာအမှန်တရားဘက်တော်သားဆိုတဲ့ဟာပြရတာအဲ့တော့ကိုပိုင်ရမှန်မှန်ငန်ငန်ရက်တည်ပေးတာဟာငါ့ညီတို့ရဲ့သဘောပေါက်လားအဲ့တော့ကိုကြီးပြောပြမယ်မင်းတို့ဟိုစစ်ကော်မရှင်ကိုစစ်တပ်ကိုမင်းတို့ဟိုမမြင်သိဘူးလားသူကသူအာနာကိုလွှဲပြီကွာမဲယူကောက်ဝဲကိုလုတ်ပြီကွာအာနာကိုလွှဲပြီကွာလွှဲလိုက်လို့ချင်းပြည်သူတွေကအပြည်သူအစိုးရတက်ပြီကွာအဲ့တော့နိုင်ငံတကာနဲ့ချိတ်ဆက်ပြီးတဲ့ခါကျမင်းတို့နိုင်ငံတိုင်းမှာရောက်နေတဲ့ညီလေးတွေညီမလေးတွေကဘာဖြစ်မလဲတအစိုးရချင်းချိတ်ဆက်လိုက်တဲ့ခါကျမင်းတို့ရဲ့ကာဘာတွေရလာပြီမင်းတို့တို့ထီးတစ်ချောင်းဖြစ်လာပြီ မင်းတို့မိုးရွာတဲ့ဒီထီးလေးကမင်းတို့အစိုးရဆိုတဲ့နာမည်နဲ့မြန်မာနိုင်ငံကအစိုးရဆိုတဲ့နာမည်နဲ့ထီးလေးတစ်ချောင်းကမင်းတို့ခေါင်းပေါ်ရောက်လာပြီတိလားနေပွင့်လဲမင်းတို့ကာကွယ်ပေးလိမ့်မယ်မိုးရွာလဲကာကွယ်ပေးလိမ့်မယ်စောင်းနှင်းဆိုလဲမင်းတို့နှင်းမကြောင်ကာကွယ်ပေးလိမ့်မယ်အဲ့ဒီအစိုးရကိုမင်းတို့လက်ခံရမှာမဟုတ်ဘူးလားစန့်ကျင်ရမှာလားဒါကိုပိုင်ကြီးမေးပြီနော်မင်းတို့ကအတီတရားညံပြားလေးတားများလားကိုပိုင်ကြီးရဲ့ကိုပိုင်တော့မင်းတို့လောက်တန်းရှိတယ်မှရှိမှာမင်းတို့ကကိုပိုင်နဲ့အစံပေါင်းများစွာအစဉ်တန်းရှိတယ်ကွာ ။အတန်းရှိတယ်ကွာတန်မိုးရှိတယ်ကွာသိရမလား။ကိုမိုင်းတော့နိုင်ငံတော်ကိုတထောက်တာကနည်းနည်းပဲလုံနိုင်တော့တယ်။မင်းတို့တွေကတက်ကြွနေတဲ့လူငယ်တွေနိုင်ငံတကာကြီးမှာထွက်ပြီးတော့အလုပ်လုပ်နိုင်တယ်။ကိုနိုင်ငံကြီးတိုးတက်ဖို့ကိုနိုင်ငံကြီးကောင်းဖို့တော့မင်းတို့အဲ့ဒီဘက်ကနေမှပံ့ပိုးပေးလိုက်တယ်ဆိုရင်ဟာမင်းတွက်ကြံတိုင်းပြီးတော့ဘလောက်စီမင်တာယာဝါပြောပြမအေဂျင့်နိုင်ကြမယ်ဒီလိုဖြည့်စည်းတဲ့သူတွေကိုမင်းတို့ပတ်လက်လိုက်ပယ်လိုက်ဖယ်ထားလိုက်မင်းတို့လာပြီးဒေါ်လာရေးဖာညာပြောပြီးဆိုတော့မင်းတို့ဖယ်တော့အဲ့ဒါငါတို့ကထီကိုဖြည့်စည်းတာဆိုပြီးတွက် အခုအစိုးရရန်တွေပေါ်လာရေအမွေလက်မှတ်ထိုးမယ်နိုင်ငံကြီးမှာရောက်နေတဲ့အဲညီကောင်မောင်နှမလေးတွေသူတို့ဘလို့ထိန်းကြောင်းမလဲကိုကြီးလက်ပါတီနိုင်ငံရေးသမားတွေကိုမေးကြည့်ခြင်းတယ်ဒါမှကိုကြီးကမစုံပြစ်သေးလို့နော်စုံပြစ်မင်းတို့တော့မေးပြီးမှာမင်းတို့တော့မေးပြီးမှာပြီးဂရိကဝက်တောင်းပြီးမှာအဲ့ပါတီကိုမဲထည့်ပေးပါဆိုကိုကြီးကိုလည်းအော်ပေးမယ်တိတာကိုကြီးကိုလည်းအော်ပေးမယ်နော်ပြည်ခိုင်မျိုးပါတီတော်မှဒါကိုကြီးမေးဘူးတယ်တိတာမှာဒီစစ်မှုထမ်းဥပဒေကြောင့်ပြည်ခိုင်မျိုးပါတီကဥမင်းကင်းမောင်မြတ်ကိုကိုကြီးမေးဘူးတယ် ူပြန်မဖြေတာနော်ဒါကိုကြီးပြောတာရှင်းရှင်းလေးဖြေမဲ့သူလုတ်ပေးနိုင်တဲ့သူဒီစစ်ဘုရားဥပဒေကိုဒီလိုမျိုးတရားနည်းလမ်းကြကြလုတ်ပေးနိုင်တဲ့ပါတီရှိသလားမရှိသလားဆိုတော့ကိုကြီးကလိုက်စုံစမ်းနေတယ်တဲ့မင်းတို့ဆက်ရှင်းပြမယ်အဲ့ပါတီကိုမင်းတို့မဲထည့်ပေးကြပါလို့ရှင်းပြပေးမယ် ကိုကြီးပြသဘောပေါက်လားကိုကြီးကဘယ်ပါတီးမှလည်းမရှိဘူးဘလို့မှဆိုမင်းတို့နိုင်ငံခြားရေးမှာရောက်နေညီငယ်ညီမငယ်လေးတွေမြန်မာပြည်တွင်းမှာရှိနေတဲ့ကလေးတွေတရားဝင်လေးတွေဖြစ်အောင်အာထီတချောင်းဖြစ်အစိုးရကာဝယ်ပေးနိုင်အောင်လို့ဒါကိုကိုပါကြီးရဲ့အာစူးစမ်းပေးမှာเนาะအဲ့တော့ကိုပါကြီးကမင်းတို့ချစ်တယ်အဲငါစီမင်းတို့ဘယ်ငါနောက်ဆုံးစကားလေးနည်းနည်းပဲငါပဲမင်းတဲ့တဲ့ပြောရမလို့ဖြစ်နေတာ။မင်းကအဲ့ဘက်မှာကမင်းတယောက်ပဲဆရာကြနေတာဖြစ်တယ်။သိရဟမ်းမင်းတယောက်ပဲဆရာကြနေတာဖြစ်တယ်။အဲ့တော့မင်းနဲ့ငါနဲ့ကဟိုဘယ်လိုပြောလဲဆိုတော့အဲ ချစ်သလားမုန်းသလားတော့မသိဘူးကွာဒါကငါတော့မမုန်းပါဘူးเนาะချစ်သလားမုန်းသလားတော့မသိဘူးအဓိကတဲရမှာမင်းနဲ့ငါနဲ့ပဲဖြစ်နေလို့ကွာတဲရနော်ညီနော်အဲ့တော့မင်းအဲစိတ်ထားလေးတွေမုံမြတ်ပါသေးလို့ပဲငါပြောချင်ပါသွားဒီကလေးတွေဒါလေးတွေကိုမင်းမြင်အောင်ပြီးတော့เนาะအစိုးရတရက်အပေါ်ထုံးကိုလုတ်လိုက်ပါအစိုးရတရက်ပေါ်ထုံးကဒီကလေးတွေနိုင်ငံခြားမှာရှိနေတဲ့ကလေးတွေကိုထိတဲ့ချောင်းအဖြစ် မြန်မာနိုင်ငံရဲ့ထီတချောင်းပြက်မိုးလို့ရအောင်လှုပ်ပေးလိုက်ပါ။နောက်ဆိုမင်းတို့အကြဖတ်တွေကိုမင်းတို့ကကန်ဆမ်းမနိုင်လိုက်တိတ်သုံးဆက်ပေးမယ်ဆိုတာဟိုဘက်အကြဖတ်တွေကတောက်လျှောက်မင်းကလှုပ်ပြနေတဲ့အခါကြတော့လှုပ်တဲ့အခါကြတော့အဲအဲ့ဒီအကြဖတ်တွေကတောက်လျှောက်နည်းနည်းပါးပါးရှိလာတဲ့အခါကြလို့ဆိုရင်အကြဖတ်တွေလည်းတောက်တော့ကရှေ့လေးလို့သေးမယ်။မြန်မာနိုင်ငံမှာရှိတဲ့လူမျိုးလည်းတုံကုန်မယ်နော်။ အဲကောင်းကျိုးကဘာတစ်ခုမှမရှိဘူးเนาะကောင်းကျိုးရှိအောင်လုပ်ပေးပါအစိုးရတရားပေါ်လာအခုဒီအစိုးရတမလောင်အစိုးရကသူကသူအယတားအစိုးရပေါ်လာတဲ့ခါကျမင်းတို့ကစေစိုးရောက်စန့်ကျင်တာဆိုတော့စေစိုးရလည်းမရှိတော့မင်းတို့ကစန့်ကျင်စရာမရှိတော့အဲဘဝပြတ်မှာဆိုးလို့လားအဲ့ဒါဆိုလို့ရှင်တော့မင်းအခု3လကျန်သေးတယ်ကွာ2လကျော်ကျော်လောက်ကျန်သေးတယ်7လပိုင်းကျော်မှအားလုံးပြီးမှဆိုတော့เนาะအဲ့ဒီလောက်ကိုတော့မင်းတို့အသေးအံရအောင်စီးပွားရှာပြီးတော့မင်းတက်တက်တာချမ်းအောင်တော့လှုပ်ထားပါ ပြီးွားလို့ကျမဲ့မယ်အခုရှောင်းတီရှောင်းနဲ့ရှောင်းပြီးတော့မှမင်းရောက်လို့ရှင်းထွက်ပါနှမောဆိုလို့ရှိလို့ရှင်ဒီကိစ္စတွေကအရန်နဲ့နေတယ်เนาะတောင်းတဲ့တရားလုံကြံမှုတွေတပ်ပြမှုတွေမကျေနပ်မှုတွေကများတယ်မင်းတို့ဘက်ကဥပဒေနိုင်ကြောင်မရှိဘူးเนาะအဲ့တော့ဘွေတို့ပြောချင်တာက ကိုကြီးဒီဘက်မှာကွာတယောက်တော့တက်လိုက်မိတဲ့ဆိုတော့မှသူတို့အဲတက်တဲ့ခွေးဆက်လိုက်အယောက်20 15ယောက်အယောက်20အုပ်စုလိုက်အုပ်စုလိုက်ဒီအကုန်မိကြတာမင်းတို့ဘက်မှာတယောက်တက်ပြီးွားလို့ရှိရင်အဲတယောက်ကလွတ်သွားကြပြန်ကောမင်းတို့ဘက်မှာအဲ့လိုရှိတယ်နော်ညီနော်အဲ့တော့မင်းတို့ကိုကြီးကတတိပေးလိုက်မယ်အဲနိုင်ငံတကာမှာရောက်နေတဲ့ညီညီမတွေအတွက်ထီးတစ်ချောင်းဖြစ်အောင်လို့เนาะအစိုးရတည်းကပေါ်လာရဲ့အစိုးရတည်းကမြန်မာနိုင်ငံထီးတစ်ချောင်းဖြစ်မယ်ကာကွယ်ဆောက်ရှောက်နိုင်အောင်လို့ဒီအစိုးရတည်းပေါ်လာအောင်မင်းတို့လှုပ်ဆောင်ပေးဖို့ကိုပါကြီးကပြောနေတယ်အားလုံးကျမ်းမာစေကြောင်းဆုမွန်ကောင်းတောင်းပါတယ်ဗျာเนาะ